ပြောနေတာဒီကြံချစ်သူများအခွေလေးရမချင်မပင်းနေတဲ့ဆီစဉ်ဖြစ်တာပါမြမတို့ရဲ့နှစ်တကူကြံပွဲတော် နီးလာတာနဲ့အမျှကြံပွဲတော်ကြီးမှာ ။ဒကြံတချင်းတွေကိုနားစင်ခန်းစားပျော်ရွှင်စေဖို့အတွက်ဒကြံတချင်းတီးအယ်ဘမ်တွေထွက်ရှိလာခဲ့တယ်လို့အခုလဲမြမအတန်စင်ကိုကြိုက်တဲ့ပရိသတ်တွေအတွက်ဒကြံတချင်းသစ်တွေခန်းစားနိုင်ဖို့ဒကြံချစ်သူများထွက်ရှိလာပြီးဖြစ်ပါတယ်။ဒကြံချစ်သူများအယ်ဘမ်ထွက်ရှိဖို့ကိုတော့အချိန်တလားလောက်ပဲယူခဲ့တာမို့အခုလိုအခွေအမြန်ထွက်ဖို့စီစဉ်ခဲ့တာကြောင့်အမားပါရင် နားလေပေးကြပါလို့တောင်းဆိုခဲ့သူကမတ်တပ်မှုခင်ပါ။ တကြံချစ်သူများဆိုတဲ့အယ်ဘမ်ခေါင်းစဉ်နာမည်ပေးခဲ့တဲ့အကြောင်းကိုလည်းအခုလိုပဲရှင်းပြခဲ့ပါတယ်။တကြံချစ်သူများတိုင်တယ်လေးကိုပေးလိုက်ရတာလဲဟိုဘယ်လိုခေါ်မလဲတကြံကိုချစ်တဲ့လူတွေကများတယ်လေ။အားလုံးဒါကိုအမှုပညာရှင်တွေရဲ့ကိုစားပြုမဟုတ်ပါဘူး။တကြံချစ်သူများဆိုတဲ့တိုင်တယ်ကဒီမှာတကြံကိုချစ်တဲ့ဒီရှိရသားသမီးအကုန်ပေါ့နော်။ဗမာတိုင်းငယ်လုံးမှာရှိရသူတွေအားလုံးရဲ့ကိုစားဒီတိုင်တယ်လေးကိုပေးလိုက်တာပါ။တကြံချစ်သူများအယ်ဘမ်မှာတကြံတချင်းတင်ဆက်ဖို့ပါဝင်မှာဖြစ်ပြီး မတ်လ၈ရက်နေ့မှာဖြန့်ချီသွားမှာပါဒီအယ်ဘမ်ထဲမှာဖိုးတောက်ကြာကိုလက်နန်းအောင်လွမ်းအောင်ဆန်းစတဲ့မြန်မာတန်စင်အဆိုတော်တွေပါဝင်တည်ဆူထားကြပြီးစုပန်ထွာစောင်းအိမ်ရီထွန်းဂျင်းနီကကစတဲ့တရုတ်ဆောင်တွေက ပါဝင်ကပြတရုတ်ဆောင်ထားကြပါတယ်ဇကြံချစ်သူများဆိုတဲ့အယ်ဘမ်ထဲမှာပါဝင်တည်ဆူထားတဲ့အဆိုတော်ကိုလက်နဲ့နန်းအောင်တို့ကအယ်ဘမ်ထွက်ရှိခဲ့လို့ဝမ်းသာပီတိစကားတွေကိုအခုလိုပဲပြောပြခဲ့ပါတယ် ဒီအခွေထဲမှာကျွန်တော်တို့ကထူးခြားတာတခြင်းအားလုံးအစ်စ်တွေပြခေါင်းတစ်ဘိုးမှမပါပါဘူးအဲ့ဒါလေးကျွန်တော်တို့ကဟိုယုံယုံကြည်ကြည်နဲ့ပေါ့နော်ဒီအခွေလေးကိုကျွန်တော်တို့လှုပ်ဖြစ်သွားတာပါပြိတ်သက်လဲကြိုက်မယ်လို့တော့တင်ပါတယ်ကျွန်တော်တို့တော်တော်ကြိုက်ပါတယ်ဒီအခွေလေးကိုဒီတကြံစီးတီးလေးကိုထပ်ထွက်လိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်အရန်လဲအားရတယ်ဒီကျွန်တော်ရဲ့ပြိတ်သက်ကြီးကိုလည်းကျွန်တော်နန်းအောင်ဆိုတဲ့နာမည်တစ်လုံးနဲ့ချပြနိုင်မယ်လို့လည်းယုံကြည်ထားပါတယ်